မြို့ပြဆိုတာကတော့အချက်ကြကြပြီးစီကားတဲ့နေရာကိုမြို့ပြလို့ခေါ်ပါတယ်။ဒီချေတို့အခုနေနေတာကတော့မြို့ပြပဲဖြစ်တယ်ကွ။ကဲအခုဒီချေတို့ဖတ်စာဦးထဲကကျေးလက်နဲ့မြို့ပြရုပ်ပုံလေးတွေကိုနှိုင်းရှင်ကြည့်ရအောင်နော်။ဟုတ်ပြီဒီချေနှိုင်းရှင်ကြည်ထားလေးကိုအရင်ဆုံး ပြပြပေးမယ်တာယုတ်သမီးတို့လည်းကြည်ထားပါကဲဒီချေကြည်လိုက်တဲ့အခါမှာဒီချေတို့ကျေးလက်မှာ လေရှိတယ်လေတွေရှိတယ်သူတို့ဟာတနေရာကနေတနေရာကိုတရွာနဲ့တရွာသွားခြင်းလေတွေနဲ့သွားကြတယ်ဒါပေမဲ့မြို့ကြီးပြကြီးမှာတော့လေမရှိဘူးကွဟုတ်ပြီတီလက်တီမှာမူလာတန်းเจ้าနေရှိတယ်တီချဲရိုးမြို့ပြမှာကြတော့ဟိုးအထက်ထန်းတိเจ้าနေတခါရရှိတယ်ကွပြီးရင်နောက်ထပ်တီလက်မှာအင်္ဂလိပ်တွေဘလို့အင်္ဂလိပ်တွေလဲဆိုလို့ရှိရင်ဝါးနဲ့စောက်ထားတဲ့ဝိုင်းအင်္ဂလိပ်တွေဒဏိမိုးထယံကအင်္ဂလိပ်တွေ တော့မိုးထားတဲ့ပြင်တောင်အိမ်လေးတွေစတဲ့အိမ်လေးတွေရှိတယ်တဲ့ဒီချယ်ရိုရံမြို့ကြီးပြကြီးမှာတော့တိုက်ကြီးတွေရှိတယ်ကွန်ဒိုကြီးတွေရှိတယ်အဆောက်အုံကြီးတွေရှိတယ်တဲ့ကဲကျေးလက်မှာဆိုရင်လှဲလေးတွေရှိရဲတရွာနေတရွာကိုသွားခြင်းနဲ့ဟိုမြို့ပေါ်တက်ခြင်းနဲ့ဆိုလို့ရှိရင်လည်းအနည်းဆုံးကားသွားတဲ့နေရာအထိကိုနွားလှဲလေးတွေနဲ့သွားကြတယ်ကွဒီချယ်ရိုမြို့ပြမှာတော့အဲ့လိုမဟုတ်ဘူးเนาะတနေရာနေတနေရာကိုသွားတဲ့အခါမှာ ကားတွေနဲ့သွားကြရတယ်။ဘလို့ကားမျိုးလဲဆိုရင်ကိုပိုင်ကားတွေရှိတယ်၊ဘတ်စ်ကားတွေရှိတယ်။เนาะအဲ့လိုကားလေးတွေနဲ့သွားကြရတယ်။ကဲနောက်ထပ်ကျေးလက်မှာဆိုလို့ရှိရင်ဆိုင်ကယ်တွေလည်းရှိတယ်ကွ။ဒီချယ်တို့မြို့ပြမှာတော့ဆိုင်ကယ်ဆိုတာရှိတော့ရှိတယ်။အစုံအပြားပေါ့နော်ဘယ်လိုပြောမလဲမြို့နယ်အစုံအပြားလေးတွေလောက်ပဲဆိုင်ကယ်လေးတွေကိုစီးကြပြီးတော့တကယ်ဒီချယ်တို့မြို့ပြအလဲထဲမှာဆိုရင်မြို့ထဲမှာဆိုရင်တော့ဒီချယ်တို့ဟာရထားတွေရှိတယ်ပြီးတဲ့အခါမှာ အဲတနေရာနေတနေရာပေါ့နော်ဥပမာနိုင်ငံခြားသွားခြင်းလို့ပဲဖြစ်စေမြို့တွင်းမှာပဲနည်းနည်းဝေးတဲ့နေရာကိုသွားခြင်းပဲဖြစ်စေဒီချယ်ရိုးဟာလေရင်ပြန်နဲ့လေသွားကြတယ်တဲ့ကဲနောက်ထပ်ခြေလက်မှာဆိုရင်တော့ လေခွင်းကြီးတွေရှိတယ်စိုက်ပျိုးဖို့အတွက်လေခွင်းကြီးတွေကိုထားထားရဲ့လေခွင်းကြီးတွေရှိတယ်ဒီချေရုပ်မျိုးပြမှာတော့လေခွင်းတော့မရှိဘူးဘာရှိလဲဆိုရင်ကစားခွင်းတွေရှိတယ်တခြားဟိုဖြော်ပြေးအဆောက်အုံတွေရှိတယ်ရုပ်ရှင်ရုံတွေရှိတယ်အဲ့လိုမျိုးလေးတွေကြွားချားတယ်တဲ့ကဲအဲဆိုရင်ဒီချေကအခုနောက်ထပ်ရုပ်ပုံထဲမှာထပ်ပြီးတော့ဒီချေဘာလေးတွေမြင်ရလဲဆိုတာကိုဟိုပြပြပေးမယ်တားတို့သမီးတို့လည်းစဉ်းစားကြည့်နော် ကဲရုပ်ပုံလေးမှာဆိုလို့ရှိရင်เนาะကောက်ဆိုင်သမလေးတွေဟာကျေးလက် ရုပ်ပုံလေးကိုကြည့်ကြပါကျေးလက်ရုပ်ပုံလေးမှာဆိုရင်ကောက်ဆိုင်သမလေးတွေကအားကျုံမှန်တဲ့ကောက်ဆိုင်နေကြတယ်ဘာလို့ကောက်ဆိုင်ကြတာလဲဒီချေရို့စားဖို့အတွက်စံစဘာတွေစိုက်ပျိုးနေကြတာဖြစ်တယ်ဟုတ်ပြီဒီချေရို့မျိုးကြီးပြကြည့်ရမှာဆိုလို့ရှိရင်เนาะဘာများလုပ်နေကြလဲအလုတ်သွားတဲ့သူကအလုတ်သွားတယ်เนาะ တင်နန်းတက်တဲ့သူကတင်နန်းတက်တဲ့ကိုယ်လုံးနဲ့ကိုရှုပ်နေကြသည်ကွယ်ကဲဟုတ်ပြီကျေးလက်ရုပ်ပုံလေးကိုတစ်ချက်ပြန်ကြည့်လိုက်ပါဦးကျေးလက်ရုပ်ပုံထဲမှာဆိုလို့ရှိရင်နော်ဒီချက်ခုနကပြောရင်တဏီမိုးထရံကအိမ်လေးကိုချံကိုဝင်းလေးနဲ့အဲမှာဘာကြီးလုံနေကြလဲဆိုကျေတရိษံလေးတွေမွေးမြူထားကြတယ်။ကဲဒီချက်တို့မြို့ကြီးပြကြီးမှာရောအဲ့လိုမျိုးတရိษံတွေမွေးမြူထားကြလား။ မရှိဘူးเนาะဒီချေရိုးမွေးတော့မွေးတယ်ဘလို့လေးတွေမွေးလဲအိမ်ထဲမှာမွေးကြတယ်အလှမွေးငားလေးတွေမွေးတယ်အလှမွေးတဲ့ခွေးလေးတွေမွေးတယ်အဲ့လိုမျိုးလေးတွေပဲမွေးနေကြတာကဲဟုတ်ပါပြီဒါကတော့ဒီချေကျေးလက်နဲ့မျိုးပြရုပ်ပုံလေးတွေကိုဒီချေမြင်ရတဲ့လောက်ကလေးတွေကိုနှိုင်းရှင်ပြီးတော့ပြပြပေးထားဖြစ်ပါတယ်ဒါတို့သမီးတို့လည်းကိုဘလို့မြင်လဲကိုဘလို့သိလဲဆိုတာကိုနှိုင်းရှင်ကြည့်ရင်းနဲ့ခြရေးကြည့်ကြနော် ဲ့တော့ဒီချေတို့နောက်ချက်အခုဆက်ပြီးတော့ဒီချေဘာလေးတွေကိုသားတို့သမီးတို့ကိုဖြတ်ပြီးတော့ပြောပြခြင်းလဲဆိုရင်ကဲဒီချေတို့ဟာအခုပုံလေးတွေကိုနှိုင်းရှင်ကြည့်ပြီးတော့ကျေးလက်နဲ့မြို့ပြရဲ့ကွဲပြားခြားနားမှုတွေကိုသားတို့သမီးတို့တွေသိကြပြီเนาะဒီချေတို့နေထိုင်တဲ့မြို့ပြဟာလဲ ခင်မီတိုးတက်ပြီးတော့နေထိုင်လို့ကောင်းတယ်လို့ပဲကျေးလက်တော့ရွာလေးတွေဟာသားရိုသမီးတို့ရေလေကောင်းလေတန်လေးတွေလည်းရပါတယ်ပြီးတဲ့အခါမှာသားရိုသမီးတို့ရဲ့ကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်လို့ရရဲ့လေကောင်းလေတန်လေးတွေလည်းရရနေရာလေးတစ်ခုဖြစ်ပါတယ်ကွယ်ဟုတ်ပြီဒီနေ့ဒီကန်းစာလေးကိုဒီချဲဒီနားမှာခဏရက်ထားမယ်နော်ကဲတားရသမီးတို့ရေ ဒီချက်အခုသင်ကြားပေးမယ့်သင်ခန်းစာခေါင်းစဉ်လေးကတော့အခန်းကအပိုင်းကကြီးဘာကျွေးမှလဲဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ကွယ်ကဲဒါတို့သမီးတို့ရေဖတ်စာအုပ်ထဲကရုပ်ပုံလေးတွေကိုကြည့်ကြရအောင်နော်ကလီးတို့ရေရုပ်ပုံလေးကဘာကောင်လေးတွေလဲ ဟုတ်ပါတယ်မြောက်ကလေးရယ်စာကလေးရယ်စင်ကလေးရယ်ယုံကလေးရယ်ကြောင်ကလေးရယ်ဖြစ်ပါတယ်ကွယ်ကဲရုပ်ပုံထဲမှာပါတဲ့အစာရုပ်ပုံလေးတွေကိုတွေ့ကြလားကလေးတို့ကြီးဟုတ်ပြီ သူတို့ဘာတွေစားကြလဲသူတို့ကိုဘာကြွေးရမှာလဲတီချယ်တို့အတူတူစဉ်းစားကြရအောင်เนาะကဲဟုတ်ပြီတီချယ်တို့ကြည့်ကြရအောင်อืม ကဲမြောက်ကလေးမြောက်ကလေးကိုဗာကျွေးမှာလေစဉ်းစားထားနော်ကိုစဉ်းစားထားတဲ့အဖြေလေးကို သားရိုသမီးတို့ကကိုရဲ့လေ့ကျင့်ခန်းစာအုပ်လေးထဲမှာခြာရေးထားပါပြီးသွားရင်ဒီ chain နဲ့မှန်မှန်မှန်ဆိုတာကို အဖြေတိုက်ကြည့်ကြမယ်ကဲဟုတ်ပါပြီဒီ chain အဖြေလေးပြပြပါမယ်ဒီချေတို့မြောက်ကလေးကိုဗာကျွေးမလဲဆိုရင်မြောက်ကလေးကို ငှက်ပြောသေးကြပါမယ်။ဟုတ်ပြီ။စင်ကလေးရောဗာကျွေးမလဲ။ကြံကလေးကျွေးပါမယ်။ဒါတို့သမီးတို့ရေးထားတဲ့အဖြေနဲ့အမှန်မမှန်ကြည့်ကြနော်။ရုံကလေးကိုဗာကျွေးမလဲ။မုံလာဥလေးကျွေးပါမယ်။ဟုတ်ပြီ။စာကလေးကိုရောဗာကျွေးကြမလဲကလေးတို့ရေ။ ဟုတ်တယ်ဇပန်နံလေးကြီးကျူးမှာပေါ့ကဲနောက်ဆုံးတကောင်ကြောင်လေးကိုဘာကျွေးမလဲကြောင်လေးကဘာကြိုက်လဲငါးကလေးကြီးကျွေးမယ်ဟုတ်တယ်ကြောင်လေးကငါ့ကိုအရန်ကြိုက်တာ ကဲဟုတ်ပြီအဲ့ဒီတော့တီချယ်ရူကအခုသူတို့ကိုဘာရီကျွေးရမလဲဆိုတာကိုလည်းသိသွားကြပြီเนาะအဲ့ဒီတော့တာဟုတ်သမီးတို့ကအခုဒီတရိษံလေးတွေဒါမကဘူးတခြားသောတရိษံလေးတွေဆိုလဲဘာလေးတွေကျွေးကြမလဲဘာလေးတွေကျွေးရမလဲဆိုတာစဉ်းစားထားကြเนาะအဲ့ဒီတော့ဒီချယ်အခုဒီနေ့သင်ငန်းစာလေးကိုဒီမာရင်ရန်သားပါတော့မယ်နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်เนาะတတ်တာ